ားများတဲ့အတန်အတွက်နှစ်ခုအကြောင်းကိုဒီကနေ့ပြောချင်ပါတယ်လူတော်တော်များများအတန်အတွက်မားတဲ့ကြတဲ့စကလုံးလေးတစ်လုံးကတော့ဒီစလုံးဖြစ်ပါတယ်ဒါကိုဘလို့များအတန်ထွက်ကြပါသလဲရေဘူးရာလို့အတန်ထွက်တဲ့သူကတော့မရှိတဲ့လောက်ရှားပါတယ်ဒီကဲလို့အဲ့ဒါလို့ရေဘူးရာလို့အတန်ထွက်ခဲ့လို့ရှိရင်လေအဲ့ဒီအတန်တော့ဟာမမှန်ပါဘူး အများဆုံးမှားပြီးတော့ထွက်လေရှိတဲ့အတန်တွက်ကတော့ရေဘူးရဆိုတဲ့အတန်ဖြစ်ပါတယ်။အဲဒါလို့အတန်တွက်အမားကိုဆွဲသွားပြီးစာရေးသားတဲ့တပ်ပုံမှာပါဘာကုန်းကိုနှစ်ချောင်းငင်မှားပြီးတော့ရေးမိတတ်ကြပါတယ်။တကယ်တော့ရေဘူးရဆိုတဲ့အတန်တွက်ကလည်းမှားပါတယ်။တကယ်အတန်ထွက်မှာကရေဘုံရလို့အတန်ထွက်ရမှာပါ။ဘာကြောင့်အဲ့ဒါလို့အတန်ထွက်ရတယ်လဲဆိုတော့ ပါဠိစကားလုံးဖြစ်တဲ့အတွက်ပါဠိစနစ်အရထွက်ရတာပါပါဠိစနစ်မှာနှလုံးစစ်စနစ်ရှိတာကိုတော့အားလုံးသိကြပြီဖြစ်ပါတယ်ထပ်ပြီးတိတိချာချာပြောပြရစီခင်ဗျာနှလုံးစစ်စနစ်ဟာပါဠိစနစ်ဖြစ်ပါတယ်ဗမာမှာနှလုံးစစ်လုံးဝမရှိပါဘူးနှလုံးစစ်နဲ့တန်ဖိုးညီမျှတဲ့ဗမာစနစ်ကအသက်စနစ်ဖြစ်ပါတယ်နှလုံးစစ်မဲ့အစားမှာဗမာကအသက်ကိုအသုံးပြုပါတယ် အဲပါဠိမှာကျတော့အသက်လုံးဝမရှိပါဘူးသက်ဖို့လိုအပ်လို့ရှိရင် ပါဠိကအလုံးစင်ပြလိုက်ပါတယ်အဲ့ဒါလိုအလုံးစစ်ထားရင် သူ့ရှေ့ကအခေယာနဲ့အလုံးစင်ထားတဲ့အပေါ်အခေယာနဲ့တတ်ရပါတယ်အဲ့ဒါလိုအလုံးစင်ထားတဲ့အထက်မှာ လုံးစင်မမြင်ရပေမဲ့ပါဠိမှာလုံးစင်လို့သဘောထားမှတ်ယူရတဲ့စလုံးတချို့ရှိပါတယ်အဲ့ဒါတွေကတော့ရပ်ပရရဲ့ ဝါဆွဲဟာထိုးတွေပါ ရပ်ပစ်ဆိုတာကရပ်ပလက်နဲ့စင့်ထားတာကိုအတူကောက်ရေးထားတာပါရရေးဆိုတာကတော့ရပ်ကောက်နဲ့နှလုံးစင့်ထားတာကိုအတူကောက်ရေးထားတာပါဝါဆွဲဆိုတာကတော့ဝါလုံးနဲ့နှလုံးစင့်ထားတာကိုအတူကောက်ရေးထားတာပါဟာထိုးဆိုတာကတော့ဟာနဲ့နှလုံးစင့်ထားတာကိုအတူကောက်ရေးထားတာဖြစ်ပါတယ်အဲ့ဒါတွေပြန်မှာ နောက်ထပ်တစ်လုံးကတော့ဗမာရေးအခေါ်ညာကြီးပါညာကြီးဆိုတဲ့စလုံးဟာ ပါဠိမှာဆိုလို့ရှိရင်ညာနှလုံးစင်ဖြစ်ပါတယ်ဒီမောင်ရနဲ့ပတ်သက်ပြီးမြန်မာစာအဖွဲ့ကဆရာကြီးဖြစ်တဲ့ဒေါက်တာထွန်းတင်ကိုတိုင်ရှင်းလင်းပြောပြထားတာကိုကိုတိုင်များနားထောင်ရခြင်းဖြင့်ပို့ပြီးတော့တန်ဖိုးရှိလိမ့်မယ်လို့တချို့ကတွေးမိကောင်းတွေးမိကြပါလိမ့်မယ်။ဘာကုန်းတချောင်းရင်ဘူးရပေဘူးရလို့မြင်နေရတာပေါ့။သို့တော့ကိုမမြင်ရတာကရပ်လက်ကိုရပ်ပင့်ထားတော့ အဲ့မှာရပလဲနှလုံးပြင်နေတာပေါ့အဲ့တော့ပတ်ဆင်ပေါ့ရပလဲနှလုံးဆင်ထားတဲ့သဘောဖြစ်နေတော့ပါဠိမှာအဲ့ဒီနှလုံးဆင်တာရဲ့ရှင်းမှာပတ်ဆင်တို့ဒွေးဘော်တို့လို့ဟာမျိုးတွေအဲ့ဒါတည်းကခုနကတော့နှလုံးဆင်ဆိုဒွေးဘော်လို့တောင်ပြောရမှာပေါ့အဲ့ဒီနှလုံးဆင်တွေရဲ့ရှေ့ကနှလုံးသည်တရရရအပြင် ဘာတရနဲ့ဆုံးနိုင်တယ်လဲဆိုတဲ့ခါကျတော့အာဤဥဆိုတဲ့တရသုံးလုံးပေါ့ဗျာအာဤဥဆိုတဲ့တရသုံးလုံးနဲ့နောက်မှအဲ့ဒီပတ်စင်သုံးမဟုတ်တွေးပေါ်တွေ့လို့ရှိရင်အဲ့ဒီအာဤဥဆိုတဲ့တရနဲ့နောက်ကပတ်စင်မှာရှိတဲ့အပေါ်ကဘီးနဲ့ တက်လိုက်တာပဲအပေါ်ပြင်းနဲ့တက်လိုက်တာဒါကြောင့်မို့အခုနရေဘူးရလို့မြင်ရပေမဲ့ဘာကုန်းတချောင်းငယ်နောက်ကရပ်လက်ရပ်ပင်းဆိုတော့ရပ်လက်နှလုံးမြင်လိုက်ပေါ့နှလုံးမြင်လိုက်လို့ရှိရင်ရေဘူးရကဘူးကိုဒါဥဒရာပေါ့ဘူးနဲ့ ဟိုကရပ်လက်အပေါ်ရက်ကရပ်လက်ကိုအသက်ယူလိုက်တယ်ရေပုံအားဖြင့်အဲ့ဒီအသက်တရားရပ်လက်နဲ့ပဲတက်ချင်တက်မယ်ရကောက်နဲ့တက်ချင်တက်မယ်ဟလားဟာနဲ့တက်ချင်တက်မယ်တခုပေါ့ဘာနဲ့တက်တဲ့နောက်ကအသက်တရားရေပုံအားဖြင့်တော့ဒါခုနရေပုံရပေါ့ရေပုံအားဖြင့်တော့နတ်တယ်လို့ပဲယူကြတယ်ခုနရေဘူးရမှာတို့ရပ်လက်ရဲ့ တာကုန်းတချောင်းငင်ရပ်လက်တဲ့ဘုံပေါ့ပြီးတော့မှရပ်လက်ရပေါ့အဲ့တော့ရေပုံရလို့ဖတ်သွားတဲ့သဘောကတော့ရပ်လက်ရပင်းဆိုတဲ့ဟာမှာရပ်လက်ကရပ်လက်နှလုံးဖြစ်နေတယ်အဲ့ဒါရပ်လက်ကိုဒွေးဘော်လို့ခေါ်တာပေါ့အဲ့လိုဒွေးဘော်ဖြစ်နေတဲ့ကြောင့်အပေါ်သလုံးဟာအသက်ဖြစ်သွားတယ်အဲ့ဒါကရှေ့မှာအထူးသဖြင့်တော့ အီဥဆိုတဲ့တရနဲ့ဆုံးရင်အဲ့လိုပဲဖြစ်တယ်။ဘုဆိုတော့ဥတ္တရနဲ့ဆုံးတာ။ဒါတော့ဥတ္တရနဲ့ဆုံးတော့ဥတ္တရနဲ့ရပလက်တတ်တော့အုံလို့ထွက်လိုက်တာပေါ့။အုံပေါ့။တကယ်လို့ရှေ့မှာအဲ့ဒီတတ်နိုင်တာကရှေ့ကနောက်ကတွဲလိုက်မယ်ဆိုလို့ရှိရင်အသက်တွေမှာပါဠိမှာဆိုရင်တော့ အီဦးသုံးလုံးကတတ်တာပေါ့ဗျာအဲ့တော့အရဲ့နောက်မှာအဲ့လိုပဲပတ်စင်ရှိရင်လည်းပဲထားပါတော့ပါဠိမှာတော့အဲ့ဒီပတ်စင်ကိုပတ်စင်လိုပဲဖတ်ရတယ်ဥပမာဖြင့်ပရဲ့ညရေးချပေါ့ညကြီးရေးချညာအဲ့ဒါကညကြီးဆိုတာညကလေးနှလုံးဆင်ထားတာပတ် တွေးပေါ်ပဲဆိုတော့ညကြီးကိုညနှလုံးခွက်လိုက်ရင်တညဟာအသက်ဖြစ်တာပေါ့ညလေးတစ်လုံးဟာဒါကြောင့်ပညာလို့ရေးပေမဲ့ပညာလို့ရေးပေမဲ့ပညာလို့ဖတ်တယ်ဆရာကြီးဥထွန်းတင်ပြောလိုက်တော့အားလုံးရှင်းသွားတော့ပါပြီဆရာကြီးဥထွန်းတင်ကိုယ်တိုင်ပြောပြတာကိုနားထောင်ရတာဆိုတာသိအဖို့တမ်းပါတယ်ဆရာကြီးဥထွန်းတင်ဟာတပ်ပုံကျမ်းပြည့်စုံရမှာမြမအဘိဓမ္မာပြည့်စုံရမှာ ဥဆောင်ကြတဲ့ပညာရှင်ကြီးတွေကတယောက်ဖြစ်ပါတယ်။တော်တော်ရုပ်ပြစင်းပြမှတ်တတ်ကြတဲ့နောက်ထပ်အတန်တွက်မှားတဲ့စကလုံးလေးတစ်လုံးကိုလည်းပြောပါဦးမယ်။မှားတဲ့သူကြီးတွေကအလွန်များလာတယ်လို့မဟုတ်ပေမဲ့တိတ်တော်လဲမနှဲလာတဲ့အပြင်မှာတဖြည်းဖြည်းတိုးဝါလာတာမြင်နေရလို့ပြောပြမှာပါ။အဲ့ဒါကတော့ဒီစကလုံးလေးပါ။ဒါကိုချစ်ကဲလို့အတံထွက်ပဲချစ်ကဲလို့အတံထွက်ကြတာကဖြစ် ော်တော်ရုပ်ဆုအကြည့်တန်လာပါလေ။ညာလေးနဲ့ညာကြီးကို မခွဲခြားတတ်လို့အဲ့ဒါလို့အတန်ထွက်ကြလေသလားမပြောတတ်ပါဘူး။ဒါမှမဟုတ်ညာကြီးနဲ့တတ်တယ်လို့ထင်ပြီးတတ်ပုံမှာအမှတ်မှားနေလို့အဲ့ဒါလို့အတန်ထွက်ကြတာလည်းဖြစ်ခြင်းဖြစ်ပါမယ်။တကယ်ဆိုရင်တော့စဉ်းစားကြည့်ပါ။အရသာချင်တာကိုခါကွေးရပင်းညာလေးတက်ကိုချင်းလို့အတန်ထွက်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒီချင်းကို ဝစ်စပေါ့ထည့်ထားတာဟာချင်းဖြစ်မယ်ဆိုတာသိဖို့ကောင်းပါလေစာလုံးညာလေးသက်စင်းတို့ရပ်ပလက်ညာလေးသက်ယင်တို့ကိုလည်းဘလို့အတန်ထွက်ရတယ်ဆိုတာကိုသိကြပါရဲ့နဲ့ခါခွေးရပင်ညာလေးသက်ဝစ်စပေါ့ကြမှာချီကဲလို့အတန်ထွက်ကြတာကဖြစ်ဘလို့မှနားမလည်နိုင်အောင်ပါပဲခင်ဗျာ